မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ Radio Energy ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။မုံရမြို့နယ်ချောင်းကြီးကွင်းနယ်ရဲစခန်းတို့ကထိုးစစ်ဆင်တိုက်ခိုက်ရဲတပ်ဖွဲ့ဝင်3ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါတယ်။စကိုင်းတိုင်းမုံရမြို့နယ်တာစီကျွာနောက်ဖက်ရှိစစ်ကောမရှင်ရဲ့ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကိုတွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဗမာတပ်တော်ဗမာအာမေကသတင်းထုတ်ပြန်ထားပါတယ်။ အော်တိုဘာလာ6ရက်နေ့ညနေ9နာရီခန့်မှာ60မမများနဲ့ဘန်ကာများကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကလက်နက်ငယ်များနဲ့အပြန်အလှန်45မိနစ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲအတွင်းရဲစခန်းမှာရဲတုံးတေဆုံခဲ့ကထောင်ကြီးကွင်းမှာအစာဦးနဲ့ပစ္စည်းများထိခိုက်ပျက်စီးခဲ့တယ်လို့ဖျဲသည့်သတင်းရသိရှိရကြောင်းဖော်ပြထားပါရယ်အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်ဗမာအာမေအမတ်နေစီဦးစီကုတ်ကဲရေယုံကုတ်ကဲမှုအောက်ကအမတ်905တရင် EAO Brother Mongya Defense Force HB SPMYPDF, Mohain Defense Force, Phoenix မြောက်လွင်ပြင်ဒေါ်လန်ရေးအင်အားစု Local True Army, ရှေတွိကံမဟာမိတ်တရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးအထိကိမရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။မော်ယာမန္တလေးလမ်းပေါ်မှာလုံခြုံရေးယူဖို့ထွက်လာတဲ့စစ်သား၄ဦးကိုစောင့်ကြိုတိုက်ခိုက်၃ဦးသေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါမယ်။ စကိုင်းတိုင်းမုံရခရိုင်ချောင်းမြို့မုံရမန္တလေးလမ်းမကြီးပေါ်မှာစစ်ကော်မရှင်ရန်နန်းကိုလုံခြုံရေးယူပင်းရန်ထွက်လာတဲ့ကင်းတောင်ဝင်ကြစစ်သားလေးဦးကိုစောင်းကြိုတိုက်ခိုက်ခဲ့တယ်လို့ချောင်းမြို့နယ်ဘက်ကဖားကထုတ်ပြန်ထားပါတယ်အော်တိုဘားလာဆယ်ရနီမနက်9:30မိနစ်အချိန်ခန့်မှာချောင်းဦးမြို့နယ်ဘက်ကဖားတိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11 LPDF တို့ကပူးပေါင်းပြီးစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် တိုက်ခိုက်မှုတွင်စစ်ကော်မရှင်တပ်သားအလောင်း၃လောင်းစိုင်းကဲ၄စီ BA63 တနက်၃လဲနိုင်မမကြီး494တောင်းခွနိဒသမ6နှစ်မမကြီး652တောင်းជីကာအုတ်ထုတ်၃လုံး BA63 ជីပေါက်၁၀ခု BA94 ជីပေါက်၃ခုနဲ့လက်ပြပုံ၃လုံးလက်ကင်ပုံ၄လုံးတို့ကိုတင်စီရမိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ဆက်လက်ပြီးငဇုံမြို့နယ်မှာခီးသွားများအားစက်ကြီးကောက်နေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားစေးမြောက်တောင်မှာခီးသွားပြည်သူများကိုစက်ကြီးကောက်နေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ Special Task Force ငဇုံကသတင်းထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ10ရက်နေ့ညနေ4နာရီချိန်မှာ Special Task Force ငဇုံရဲဘော်များတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်မရှင်တပ်သား2ဦးသေဆုံးခဲ့ကာ2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီဘီလင်းမြို့နယ်မှာစစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်9ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါတယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်ပြင်းမပင်စိတ်ကြေးရွာကိုစစ်ကောင်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်9ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေထံကနေသိရှိရပါတယ်။ အော်တိုဘားလ9ရက်နေ့ည7:00နာရီဝန်းကျင်မှာစစ်ကော်မရှင်က Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးကြေးရွာအတွင်းကြားရောက်ပောက်ကွဲခဲ့တာလို့ဆိုပါရယ်။ဘုံတိကြားရောက်ပောက်ကွဲမှုကြောင့်စောထွန်းထွန်းမင်း6နှစ်စောလင်းထက်သာ9နှစ်နော်မင်္ဂလာဖော်9နှစ်နော်ဆန်းမြင်း10နှစ်နဲ့နော်တန်းတန်း12နှစ်တို့ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရှိရပါရယ်။ ဒါပြင်ကလေးများပါဝင်ဒေသခံ12ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာနှီးစက်ရဆေးရုံဈေးကန်းတွေကိုပို့ဆောင်ထားရပြီးဒဏ်ရာပြင်းထန်သူတွေလည်းရှိနေသေးတယ်လို့သိရှိရပါတယ်ခင်ဗျာမုံမိန်မြို့နယ်အောင်မြေရွာနီးမှာဂျက်ဖိုက်တာနဲ့ထပ်မံပုံကျဲခဲ့တဲ့တရင်ကိုတင်ပြပေးကြပါမယ် အော်တိုဘားလာဆယ်ရည်နေ့လယ်တနာရီ30မိနစ်အချိန်မှာတအောင်းပြည်တပ်မဟာရှင်နေပြီမုံမိတ်မြို့နေအောင်မြေကျွော်အနီးသူစစ်ကောင်စီတပ်မဂျက်ဖိုက်တာနေထက်မှန်ပုံကျဲခဲ့ကြောင်း PSLF TNLA မှသတင်းထုတ်ပြန်ထားပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်150ဘုံနှလုံးနဲ့ရော့ကက်လက်နက်ကြီး6လုံးထက်မှန်လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် အော်တိုဘလာ9ရက်နေ့မှာလေမိုးမိတ်မြုန်နေဝဲပေါင်းကြီးရွာမှာဂျက်ဖိုက်တာနဲ့ပေါင်း250ဘုံ၃လုံးနဲ့လာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ကလေးငယ်2ဦးပါဝင်ပြည်သူလူထု9ဦးသေဆုံးခဲ့ပြီးရှေ့ဦးထိမှန်ဒဏ်ရာရှိခဲ့ကပြည်သူလူထုနေအိမ်ဆိုင်အိမ်လေးထိမှန်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီတကူကြီးရွာကိုစစ်ကောင်မရှင်တက်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ပြည်သူ၁၀ဦးကျော်ဒဏ်ရာရှိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါတယ် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ် KNU တပ်မှလေးထိန်းချုပ်မှုနေပြီးတပ်ဖွဲ့ကြီးရွာအုပ်စုတကူကြီးရွာကိုစစ်ကော်မရှင်တပ်က လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြို့တော်ခရိုင်မှသတင်းထုတ်ပြန်ထားပါတယ်အော်တိုဘားလာစရဲ့နေမနေ့9နာရီခွဲအချိန်မှာ FTC 2000G Jet Fighter တစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်နဲ့များနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ် တိုက်ခိုက်မှုတွင်အရဲသားပြည်သူများနဲ့ចောင်းသား၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဆောက်အဦတစ်လုံးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲចောင်းသားချင်းလူအသွားလာများချင်းမှာအရဲသားပြည်သူများကိုပြစ်မှတ်ထားပြီးအကြမ်းဖက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ 2025ခုနှစ်စက်တင်ဘာလအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်139ဦးအလင်းဝင်73ပန်းလက်နက်ချခဲ့တဲ့တရင်ကို တင်ပြပေးကြပါရစေ။2025ခုနှစ်စက်တင်ဘာလအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြည်သူ့စစ်အဖွဲ့ဝင်များနဲ့စုစုပေါင်း139ဦးဟာအလင်းဝင်ပူးပေါင်းလာခြင်းလက်နက်ချခြင်းနဲ့စစ်တုံးပန်းဖြင့်ဖမ်းဆီးခံရခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းပြည်သူ့ပန်းနိုင်ဖွဲ့မှတရင်ထုတ်ပြန်ထားပါရစေ။အလင်းဝင်ပူးပေါင်းလာသူ69ဦးနဲ့စစ်တုံးပန်းဖြင့်ဖမ်းဆီးခံရသူ48ဦးပါဝင်တယ်လို့သိရှိရပါရစေ။

အလင်းဝင်လာသူများနဲ့စစ်သား68ဦးနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တဦးပါဝင်က၎င်းတို့ဟာသကိုင်းတိုင်းရှမ်းပြည်နယ်မန္တလေးတိုင်းပဲခူးတိုင်းကီအန်ဒီပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာဖြစ်ကစစ်သား68ဦးနဲ့42ဦးမှာစစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံရရတဲ့တပ်သားတစ်များဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်တုံးမှန်းဖြစ်ဖန်စီခံရရသူများမှာစစ်သား39ဦးရဲ4ဦးနဲ့ပြည်သူ့စစ်ဖွဲ့ဝင်5ဦးပါဝင်ပြီးသကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာအများဆုံးဖန်စီခံခဲ့ရကဖန်စီခံရသူစ စ်သား39ဦးနဲ့၈ဦးမှလည်းစစ်မှုထမ်းတပ်သားတင်များဖြစ်တယ်လို့အသိပေးထားပါဗျ။ပြည်သူ့ဗန်းတိုင်းဖွဲ့ရဲ့အစည်းအဝေးခန်းစာမှာ2025ခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလအထိအလင်းဝင်ပူပေါင်းလာသူလက်နက်ချသူနဲ့စစ်တုံးပန်းဖြစ်ဖမ်းဆီးခံရသူစုစုပေါင်း2122ဦးထိရှိလာကြောင်း ဖော်ပြထားပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါချင်နေပရေဖို့တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ